ွင်းနေကျူကြပြားများနှစ်မွင်းနေကျူသုံးလလူတွင် စုကိုပါကြောင့်ချစ်ကြသည်နိစင်တိုင်းကြမွင်းနေလှကိုရွာမမြို့မှ နိုင်ငံတကာတကဘာလုံးအုပ်အုပ်ကြက်ကြက်တခဲနှမြဝိုင်းကျင်းပါတာ စုကဒို့ကိုချစ်တော်ကြောင်းစုကပြည်သူကိုချစ်တော်ကြောင်းစကိုင်းတိုင်းကတာမြို့နယ်က စု80မွေးနေ့ပွဲမလ19ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။အလားတူမလ15ရက်ကလည်းအမေရိကန်ပြည်ထောင်စုမှဒေါအောင်ဆန်းစုကြည်80ပြည့်မွေးနေ့ပွဲကမ်ပိန်းကိုစတင်ပြုလုပ်နေပါပြီ။အမေစုကိုကြ བྱ ားဆရာတွေကချစ်ကြကြောင်းအရင်တစ်ပတ်စုမွေးနေ့80ကျူကြ བྱ ားများတက်မှာပြောခဲ့ပြီးပါပြီ။ဘာကြောင့်ချစ်ကြတာလဲ။အားလုံးသိပြီးသားပါ။ တခုစဉ်းစားမရတာက အမေစုမွေးနေ့ရက်မှာပန်းပန်သူပန်းရောင်းသူတွေကိုဖမ်းနာတွေကိုပါဒီเจ้าကိုရေးထားတဲ့စုမွေးနေ့ဂုံပြုတ်ကြပြတဲ့ပုဂ္ဂိုလ်အခုဖော်ပြပါမယ်ကြပြားဆရာငိမ့်စ်ရေးခဲ့တဲ့ကြပြားပါဒီကြပြားကိုအရင်တစ်ပတ်စုမွေးနေ့ကြိုကြပြားများတစ်ရေးစဉ်က နောက်တစ်ပတ်မှာ ဖော်ပြပေးပါမယ်ဆိုပြီး ကျွန်တော်ကြိုပြောထားခဲ့ပါတယ်အခု ဖော်ပြလိုက်ပါပြီ။ဇွန်19နေဝင်ရီတရောကို အမေငေးမောနေလိုက်မယ်။တိန်နေဝင်နေတယ်ဝင်နေတဲ့တိန်နေမှာပန်းရက်နဲ့နေဖြားနေမလား။တွေးမိတဲ့အခါအမေဆန်ရွယ်စမှာပြာမုံနေတဖွာဖွာကြနေပေါ့ဘဝတစ်လျှောက်လုံးပန်းရောင်းလာသူကအဲ့ဒီနေ့ကြမှာပန်းရောင်းလို့ထောင်ကြ ငါတို့မှာရီရတာမောလှပြီတဏ္ခါလိမ့်လို့အဖမ်းခံရဘူးပြီနမ်းမဆန်ပန်းပန်ယုံနဲ့ထောင်လေးရောက်ရပန်းနဲ့မပေါက်ပန်းနဲ့မချောက်ဖဲပန်းကိုကြောက်တဲ့လူမိစားတွေတင်တို့ဘွားတွေပန်းလိုမမွေးကြပါစေနဲ့ဒေါအောင်ဆန်းစုကြည်ကျမ်းပါပါစေအော်ခဲ့တဲ့အမေတွေထောင်ထဲမှာတွေ့ရအဲ့ဒီအမေတွေကအမေကိုချစ်တယ် တမှုဟောင်းနေစစ်သားခေါင်းတွေက အမိကိုချစ်တယ်အလုသမားလေသမားចောင်းသားပြည်သူတွေကအမိကိုချစ်တယ်ဆရာကြီးမင်းသူဝန်ဆဥဝင်းတင်ဥတင်မိုးဘာကြီးမိုးတို့အဆုံးတတ်သည့်ပညာရှင်တွေက အမိကိုချစ်တယ်ကလေးတွေကလည်းအမိကိုချစ်တယ်မုံတိုင်းကြမ်းကြမ်းငရဲကမ်းမှာအမိဟာစမ်းရှောင်နေမှာမဟုတ်ဘူးလမ်းပြောက်နေမှာမဟုတ်ဘူး အခုမေမေဟာအကျဉ်းသားလားလူသားတစ်ထိုင်လားပြန်ပြီးဆွဲခံရတာလားအမုန်းဆိုတာကြောက်စိတ်ကလာတယ်လို့အမေဆိုခဲ့ အခုတော့မိမိရဲ့ဖိဖိတက်မတော်ကိုကျွန်တော်တို့မုန်းခဲ့ပါပြီငိမ့်တဲ့2024ခုနှစ်ဂျွန်လ9ရက်အမေရိကန်နိုင်ငံဝါရှင်တန် DC မှာကျင်းပခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ 89နှစ်ပြည့်မွေးနေ့ပွဲမှာရွတ်ခဲ့တဲ့ကဗျာဆရာငိမ့်တည်ရဲ့ကဗျာဖြစ်ပါတယ်ဒီကဗျာလေးကိုဖတ်ပြီးအမေရဲ့မွေးနေ့ဒီဟာမွေးနေ့ရှင်မဲ့အနေဒတာရီအမေမွေးနေ့တိုင်းမှာမြမပြည်ကြီးဟာပန်းကင်းကြီးဖြစ်သွားတာ၄အမေမွေးနေ့ပန်းပန်လို့ပန်းကင်လို့ပန်းရောင်းလို့ထောင်ကျခဲ့ရတဲ့အမတွေညီမတွေအမေတွေကိုတတိယနေမိတယ်။ဆိုင်းဒီဆိုင်တဲ့ချင်းလေးကိုလည်း တတိယနေပေါ့ဖွင့်လန်းမဲ့ပန်းကိုသူတို့မှုလှားကျင်တာဆိုင်းဒီဇိုင်းရဲ့တခြင်းကိုခေါင်းစဉ်လှုပ်ထားတဲ့ကြပြခေါင်းစဉ်မှာဖွင့်လန်းမဲ့ပန်းကိုသူတို့မှုလှားကျင်တာပန်းမွေနေလှစိုးရင်စွာသာပညာခူးကြပန်းအိုးလှမှာဆန်စဝေးဖြာရောင်စုံဖြာရေးခွင့်မပေးပဲဒံပေးညူစုတားဆီးသူများစိုးတကား ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲတွေဟာမြန်မာပြည်ရဲ့နေရာများစွာမှာကျင်းပခဲ့ကြသလိုကမ္ဘာတဝှမ်းမှာလည်းကျင်းပခဲ့ကြတာပေါ့မွေးနေ့ပွဲတိုင်းမှာကဗျာမရွတ်ပေမဲ့ကဗျာရွတ်ကြတဲ့စုမွေးနေ့ပွဲတွေလည်းရှိခဲ့ပါဒါပေမဲ့အမေမွေးနေ့ကဗျာရွတ်ပွဲတွေကိုတီးတန့်လောက်ကြတာလည်းရှိခဲ့အခုရေးပြချင်တာကတော့စု88မွေးနေ့ကဗျာရွတ်ပွဲပါကဗျာရှာနေမိုးညိုက ကြ བྱ ရွတ်ပါတော့မယ်လို့အခမ်းနားမှုကြ བྱ ဆရာ အေမွန်ကကြင်ညာလိုက်တော့ဆရာနေမိုးညိုက သူလေဖြတ်ထားတဲ့အကြောင်းစကားပြောလို့တော်တော်အဆင်မပြေတဲ့အကြောင်းပြောပါတယ်ဒါပေမဲ့သူရေးထားတဲ့အမိဂုံပြုကြ བྱ ကိုစ조사ပြီးရွတ်ပါမယ်တီးခံပြီးနားထောင်ကြပါတဲ့အဲ့ဒီနောက်သူဆက်ပြောတာကတော့ကျွန်တော်တို့အမေနဲ့ဝေးနေတယ် အားလုံးကအမေကိုချစ်ကြတဲ့သူတွေကြီးပဲလေအဲ့ဒီတော့အမေကကျွန်တော်တို့ရဲ့အနာမှာအတူရှိကြောင်းဒီကဗျာလေးနဲ့ပြောပြခြင်းပါတဲ့ကဗျာခေါင်းစဉ်ကမြေဝန်းထဲကအမေရေသူနေမုံညူဘယ်ကိုရောက်နေနေမမတ်ရလိုက်ခေါင်းငုံမော့ထားနှုတ်ဖြားကနေအမေလို့ခေါ်လိုက်ခမ ्या မြေဝန်းတောက်ကနေ အမေဟာတတ္တိအဖြစ်တစိမ့်စိမ့်စီစင်ချက်ချင်းရောက်လာမယ်။ကဲအမေရှိမှတော့ဘာကိုကြောက်အောင်မလဲ။အောင်ပွဲအထိတိုက်ရအောင်။နေမိုးညိုရဲ့ကဗျာဖြစ်ပါတယ်။ဒါကတော်လန်သူတို့ရဲ့ယုံကန်တန်လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့98နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ကဗျာရွတ်ပွဲမှာကဗျာရှာနေမိုးညိုရွတ်ခဲ့တဲ့စုဂုံပြုကဗျာပါ။ ောက်ထပ်ဒီပွဲမှာရောက်မလာနိုင်တဲ့ကြ བྱ ားဆရာတူးကတော့ဆရာကြီးမောင်တန်းပါသူကတော့ကွယ်လွန်ခဲ့ပြီလေဒါပေမဲ့သူတက်ရှိထင်ရှားရှိစဉ်က အမေစုကိုဂုံပြူရေးသားခဲ့တဲ့ကြ བྱ ားကိုတော့ကြ བྱ ားဆရာမနေအေတီကအမေစုကိုဂုံပြူရွတ်ဖတ်ခဲ့တယ်ကြ བྱ ားကောင်းစဉ်က မုတ်ဆိုးမှစစ်တမ်းဖြစ်ပါတယ်မုတ်ဆိုးမှစစ်တမ်းစာရေးဆရာမကြီးဂျာနယ်ကျော်မမလေးက ်ပုံစိုးမဘွားနဲ့၁၀နှစ်ကျော်ကြာမှနောက်အိမ်တော်ပြုခဲ့တယ်။တရင်ကဆီယမကြီးလူရုဒေါ်မဟာ မုံစိုးမဘွားနဲ့နှစ်ပေါင်းများစွာကြာမှ ကွယ်လွန်ခဲ့တယ်။ချက်ကလင်းကနေဒီဟာမုံစိုးမဘွားနဲ့တော်တော်ကြာမှတထေးကြီးအိုနာစစ်နဲ့လက်ထပ်ခဲ့တယ်။ငါမိတ်ဆွေမုံစိုးမနောက်အိမ်တော်ပြုပြီးမှသားရီနဲ့အမွေကိစ္စတရားတော်ဖြစ်ရတယ်။ ိန်သားကမဆိုးမှသားလေးတက္ကသိုလ်ရောက်မှနောက်အိမ်တော်ပြုရရှာတယ်။ငါမိမလည်းမဆိုးဘွားဘွားနဲ့၁၀နှစ်ကြာမှငါနဲ့အကြောင်းပါခဲ့တယ်။ငါအမေလည်းမဆိုးမှငါယောက်ျားမလည်းမဆိုးမှငါတငယ်ချင်းအမေလည်းမဆိုးမှကြည်အေးလည်းမဆိုးမှကုတ်တနေလပ်လည်းမဆိုးမှယိုကူအိုနိုလည်းမဆိုးမှကဘာကျော်မှုဆိုးမှပန်းပွင့်လှလှတွေပန်လို့လောဂရန်ကို အန်တုစေဒါကတော့ဒေါအောင်ဆန်းစုကြည်ကိုရေးထားတာပါလွန်ခဲ့တဲ့နှစ်30ကျော်ကငါအတော်မှုဆိုးမှယောက်ျားဆုံးလို့မှ6လမပြည့်သေးနောက်ရင်အောင်ပြုတ်လိုက်ရတယ်ခလေးတွေတပြုံတမနဲ့လိုင်းကန်းကစင်းပေးရမှာဆိုလို့လှတန်း idea magazine 2017နိုဝင်ဘာအခုဂုံပြူဆောင်းပါးကိုပထမတော့ကတော့ တူဦးဒီသော၃လကျူမွေးနေ့ရှင်မဲ့မွေးနေ့များပိုင်ရှင်းဆိုပြီး ခေါင်းစဉ်နာမည်ပေးထားခဲ့တာပါဒါပေမဲ့အခုတော့စုမွေးနေ့ကျူကဗျာများနှစ်နာမည်ပြန်ပြောင်းပြီးနောက်တစ်ပတ်မှဆိုရင်၃၀ရေးမှာမို့ဒေါန်ဆန်းစုကြည်မွေးနေ့ကိုဂုံပြူပြီးရေးသားတဲ့ကဗျာတွေအပုတ်ရေဘလောက်များရှိမလဲကျွန်တော်သိကြင်မိပါတယ်အခုထိတော့၁၂ပုတ်တွေ့ပါတယ်နောက်ထပ်ရှာရင် ထပ်တွေ့အောင်မှာပါပြီးခဲ့တဲ့ဆောင်းမတက်မှာကဗျာ6ပုတ်ဖော်ပြခဲ့ပါတယ်မိုးဇော်ရဲ့အမေဆရာကြီးမင်းသူဝင်ရဲ့မွေးနေ့ဆုတောင်းဆရာအောင်ဝေးရဲ့ဇပင်တွေဦးဆရာအောင်ဝေးရဲ့နောက်တစ်ပုတ်ဖြစ်တဲ့ခန်းသားတဲ့လာရောင်ဆရာတင်မိုးရဲ့ထောင်စင်ဦးဝင်းတင်ရဲ့မီလီယံတဲကကြာစတာတွေဖြစ်ပါတယ်ဒီတစ်ပတ်အပိုင်းနှစ်မှာတော့ငိမ့်တရဲ့ ဂျွန်စကိုနေမွန်းညိုရဲ့မျက်ဝန်းထဲကအမေဆရာလှတန်းရဲ့မုတ်ဆိုးမှစစ်တမ်းဒါတွေကိုဖော်ပြခဲ့ပြီးပါပြီဒေါ်အောင်ဆန်းစုကြည်နေတဲ့နိုင်ငံကလူငယ်လေးတယောက်ခေါင်းစဉ်နဲ့ကဗျာဆရာလင်းခါရဲ့ကဗျာနဲ့အမတအမတီအမေခေါင်းစဉ်နဲ့ကဗျာဆရာစောဝေရဲ့ကဗျာနှစ်ပုတ်ကိုတော့အပိုင်းသုံးမှာစောင့်ဖတ်ကြပါနောက်တစ်ပတ်မှာ စောင့်ဖတ်ကြပါအခုနောက်ဆုံးကတော့ကဗျာဆရာတင့်သူရဲ့ပန်းပွင့်ကောက်ကြောင်းကဗျာကို ဖော်ပြပေးပါမယ်ဒေါအောင်ဆန်းစုကြည်88နှစ်မြောက်ကဗျာရုပ်ပွဲမှာရွတ်ဆိုထားတဲ့ကဗျာပေါ့အမေစုကိုပန်းနဲ့တင်စားခြင်းဆိုရင်ကိုငိမ့်တရဲ့ဂျွန်16ကဗျာနဲ့ခတ်စင်စင်တူပါတယ်ကဗျာကောင်းစင်ကပန်းပွင့်ကောက်ကြောင်းဒီမနေ့ပေါ့ ဂန်းနေနဲ့၆ပင်မဲ့ပန်းတွေကမကြောက်ဘဲပွင့်နေကြအစင်းကိုချုပ်လို့ရရင်ရမယ်အချင်းကိုချုပ်လို့မရရုပ်ကိုချုပ်လို့ရရင်ရမယ်စိတ်ကိုချုပ်လို့မရပန်းတွေကိုချုပ်နှောင်လို့ရကောင်းရမယ်ရနတ်တွေကိုချုပ်နှောင်လို့ရယူလားလေယူဟာနေယူဟာဒီຫນွေဥမာဘလို့ချွေခုခုပုံဖြစ်ဖြစ်ပန်းကုန်ချက်တွေဟာရော့မသွားဘူး ဘလို့လှုပ်ကြံလှုပ်ကြံတယုတ်မှန်တဲ့ပန်းအပုတ်မဆန်တဲ့ပန်းတော်လှန်တဲ့လမ်းမှာဘယ်တော့မှမနွားမှုဟဲ့ဒီပန်းဟာနေတံလည်းမညွတ်လေတံလည်းမလွတ်စွန့်လွတ်စွန့်စားသူ့စီကအားတွေတွေ့လာတတော်လုံးဝေးတတော်လုံးရင့်တပြည်လုံးရဲရဲနီလိုပွင့်နေပြီဒီပန်းဟာအဲ့ဒီအမတနှင်းစီဟာအဲ့ဒီတံမဏိနှင်းစီဟာ အဲ့ဒီရဲရင်နှင်းစီဟာဘယ်နေရာရောက်ရောက်ငါတို့နှလုံးသားမြစ်ကိုဒိုးယိုပေါက်စီးဘလောက်ဝေးဝေးနီးတယ်ဟဲ့မင်းတို့အာနာယူတွေမှတ်ထားပန်းတွေရဲ့ကောက်ကြောင်းမှာဂန်းတွေကို မကြောက်ကြောင်း88နှစ်တိုင်တိုင်တက်တည်ပြပြီးသားပါတင့်သူရဲ့ကြပြဖြစ်ပါတယ်အမေစုမွေးနေ့အထိမ့်မှပြုတ်လုပ်တဲ့တော်လန်သူတို့ရဲ့ရုံးကန်တန်းကြပြရုပ်ပွဲမှာ ဗျာဆရာကြီးများအမှုပညာရှင်များနဲ့အတူတူကဗျာရုပ်ခွင့်ရတဲ့အတွက်ပွဲစီစဉ်သူကဗျာဆရာများကိုကျေးဇူးတင်ပါတယ်ဂုံလဲယူပီတီလဲဖြစ်ရပါတယ်ခမားလို့သူကဗျာအောက်မှာရေးထားပါသေးတယ်ဒီကဗျာကိုတင့်သူ Facebook ကယူတာပါစုမွေးနေရကဗျာများဖြင့်လေးစားဂုံပြုခြင်းဆောင်းပါပိုင်း1အပိုင်း2တေးမှာ အမေစုဂုံပြုကဗျာဆနပုတ်တွေ့တယ်တင့်သူရဲ့ပန်းမွင် ကောက်ကြောင်းအထိကဗျာဆယ်ပုတ်ဖော်ပြခဲ့ပြီဆရာလင်းခါနဲ့ဆရာစောဝေတို့ရဲ့ကဗျာနှစ်ပုတ်ကို နောက်တစ်ပတ်ဖော်ပြပါမယ်စုကဗျာတွေထပ်ရှားပါဦးမယ်ဗျာကဗျာဆရာတွေဟာတော်ကိုစာဖွဲ့ကာယံထက်ကြတယ်မြို့ကိုစာဖွဲ့ကာယံထက်ကဗျာဆက်ကြတယ်လူကိုစာဖွဲ့ကြတာလဲရှိတာပေါ့ မကြာခင်ကပဲအာနာသိန်းခေါင်းဆောင်ကိုဇန်းတင်ပြီးရေးထားတဲ့ကြ བྱ ာတမုတ်ပေါ်လာပြီးပြောကြဆိုကြ ရှုံချကြနဲ့ဆူညံခဲ့ပါသေးတယ်အခုတော့ဆုတ်ဆုတ်မြုပ်ပျောက်ကွယ်သွားပါပြီဒီတမုတ်ပဲတွေ့လာပါအာနာသိန်းခေါင်းဆောင်ကိုဂုံပြုတ်တယ်ဆိုတဲ့ကြ བྱ ာဒါပေမဲ့ကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သူ့ကိုဂုံပြုတ်ကြ བྱ ာတွေကတော့တပုတ်ပြီးတပုတ်တွေ့လာနေရပါပြီ ကျွန်တော်အခုရှာတာပဲဆက်နပ်ပို့ရပြီစု80မှာကြပြာ80အထိတွေ့မလားမတွေ့ဘူးလားဒီတဲ့ကြပြာတွေပုံမှန်တွေ့ရှိရမလားကျွန်တော်တို့ရှာကြည့်ရအောင်ပါစုကိုဂုံပြုကြပြာစုမီဘောင်းစုမြီမြရမြီနီကျွန်တော်မောင်တူပါ